တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာဖြာပုံလှမိုးနယ်ရဲ့စီးကြောသောရေမုန်ဆူဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် ကဆုံလဆုပ်ရီကယခုနေ့ဦးပင်လယ်မုန်တိုင်းအရှိန်ညောင်းအမှတ်မထင်မြင့်တက်နေသည်ထိုကာလမှာပင်မြို့နယ်ဝေသောတောနယ်ထဲသို့ကိုလှရန်ခီးထွက်ခဲ့ရပါသည်ပန်းရနံ့တို့ပါလာသောလေကိုရှူရှိုက်မိသည်မိုးတက်ရနံ့တို့လည်းပါလာတတ်၏မိုးဦးကြတော်မီကာလမြဝကျွမ်းမော်တောလေတွင်ဖြစ်၍တစ်ပင်ပေါင်းစုံသည်ဖူးကြသည်လည်းရှိ၏ပွင့်ညာသည်လည်းရှိ၏ပန်းရနံ့ဆုံသည် ထုံဤတင်းဤမှွေးကြဤကိုလှတန်းတပြင်းရှည်ကိုရှိုက်သည် လူသူကင်းစိတ်သော အမောင်တုလွှမ်းခြုံသဝင်းကျင်ကိုလှဲ့ပတ်ကြည့်သည်မြင်မသောတစ်ပင်တုတ်တုတ်ကြီးများချောင်းယိုးဝဲရာခြုံရွယ်ပိတ်ပေါင်းများတွင်အိတ်တန်းဝင်သောကျင်းငှက်တို့အောင်မြီဆူညံနေကြဤတစ်ကိုင်းတစ်ရွက်တို့သည် ရေစီးတိုင်းမျောပါသွားကြသည် ကိုလှတန်းဤတမ်မှန်လေးသည်ပဲ့တိုင်းဥတိုင်းဆိုင်လျက် ပဲ့ချိုးဥချိုးချီထားသည်ပဲ့စင်မော်တွင် ကိုလှတန်းထိုင်၍ပဝင်းကျင်ကို ငေးမောနေခြင်းဖြစ်သည်ဤနေရာဤပဝင်းကျင်၌တက်ရှိလူသားဖြင့်ကိုလှတန်းတူရဲရှိ၏ကန်းနဖူတဲ့တဲငယ်ပေါ်တွင် ကိုမောင်သိန်းဤခွေးနှကောင်ရှိသည်တဲရှိကွက်လက်တွင်ကနဇိုထင်းပေါချမ်းများမဒမမျောသားများဖြက်လက်စာထင်းတို့ကြီးများရှိကြ၍ခွေးနှကောင်သည်စောစောကကိုလှတန်းအစာကျွေးထားပြီးဖြစ်သည် ြေးလွှားစော့ကစားနေကြသည် ခွနတောင်မြရှိသောတရားပေါ်မှတဆင်စိုက်ကတ်ထားသောဝဘိုးဖောင်မော်ထိဆင်းလာကြသည်တရားထိတ်တွင် ကန်းနှင့်ရှင်၍ဝဘိုးခွနလုံးတွဲထားသည် ထိုဖောင်ထိတ်တွင်ဥကဲ့၍ခြိထားသောကိုလှတန်းတမန်ပေါ်ကိုရောက်သည်အထိခွင်းနှကောင်ပြောင်းဆန်အောင်စော့ကြပါပေသည်ပြေးလွှားနေသောသူတို့ကိုကြည်ရင် ကိုလှတန်းဖို့သူနှင့်တူဤဝင်းကျင်တွင်အတူရှိနေသော တက်ရှိတရားများဖြစ်သည်ဟုတွေးမိပါသည်ကြုံမှကြုံရတတ်ပလီဟုဆိုရမည်ကိုလတန်းသည်ကြုံမြင့်ကိုငှား၍ကနဇူတော်ရဲထွက်ခဲ့သည်နှစ်ညဤသုံးညခီးဖြင့်စင်ကူးဝဲချောင်းရှိကိုအောင်သိန်းမိသားစုနေထိုင်ရာတဲကလေးသို့ရောက်ခဲ့ကြသည်သူတို့လိုထင်းခုံရင်အမဲလိုက်ပိုက်ထောင်လုတ်ကင်ကြသောမိသားစုတဲတို့မှတရဲနဲ့တရဲတခေါ်မကဝေးသည်လဲရှိ၏ အလုတ်ကွက်ချင်းမထက်အောင် လူနေတဲကလေးများ ကန်းနဖူးတွင် ဖြစ်သလိုစောက်လုံနေထိုင်ခဲ့ကြသည်နေ့လယ်ကကိုအောင်သိန်းတဲသို့ရောက်ခဲ့သည် ကိုအောင်သိန်းစနီးမတ်တင်အေးသည်ကြော်မြင့်အမတဝန်းငွဲတော်ဆက်သည် အမမတ်တင်အေးမိသားစုထမလိုအပ်သောထင်ခွဲချမ်းဝယ်ပါဟု မှားခဲ့သည်မြို့နှင့်နှညအိတ်ခီးဝေသောတောတဲသို့ကြော်မြင့်ခေါ်လုံးသည်ဖြင့်ကိုလှတန်းလိုက်လျောခဲ့၍ရောက်ချင်းဖြစ်သည် ယခင်ကလူနေရွာကြီးများနှင့်ဤသောထင်းတော်အလုသမားများထံမှဝယ်သည်ဈေးများတော်လဲကိုလတန်းသည် တောကဝယ်၍မြို့တွင်ပြန်ရောက်နှင့်ကုသည်ခောက်သည်ခက်သွက်သွက်ရောင်းဝယ်နိုင်ခဲ့ပါသည်ကိုအောင်သိန်းတို့နှင့်မခင်မီကလေးကတီကျွမ်းရင်းနှီးပြီးဖြစ်ပါသည်ကိုလတန်းနှင့်ကျော်မြင့်တို့သည်မိသားစု၄ယောက်ရှိသော ကိုအောင်သိန်းတဲသို့ရောက်ပြီးတနအီမြကြားတွင် ကိုဝင်အရင်မှနှင့်မတ်တင်အေးမွေးဖားရန်အခက်အခဲဖြစ်နေကြောင်းသိရသည် တခေါမြဝေသောတဲမြမှာကျွမ်းကျင်သူမျိုးသမီးနှစ်ယောက်ကို နနက်ပိုင်းကလေးကခေါ်ထားခဲ့ပြီးသူတို့လည်းစူးစားကြသည် မတက်နိုင် ကျမ်းမာရေးမှုနှင့်တားဖွာဆရာမရှိသောရွာသို့တွားရန်ပြင်ကြသည်ကြုံမြင့်လဲလှေလောကူညီရန်လိုက်ပါတွားရသည်ခကြီးရောက်မဆိုင်ပြကိုလှတန်ကိုအားလဲနာပါရဲ့မတ်တင်ဤပြဒနာနဲ့မှလာတူးရတယ်အလက်ကောင်ကိုဒီမှာပဲမွေးတာအလွယ်လေးဗျာ ဟောဒီမခင်မြနဲ့မဘူမတို့ပဲမွေးပေးခဲ့တာဗျအခုလိုအခက်ခဲမရှိဘူးကျမ်းမာရေးမှုနဲ့တားဖွာဆရာမရှိတဲ့ရွာကို၃နာရီလောက်လှေလောပြီးသွားဖို့ရမယ်မွေးပြီးပြီးချင်းပြန်လာပါမယ်ခမားတမ်မန်အတွက် ထင်းညံတောင်းကို ဖြတ်ပြီးသားထင်းနှုံတွေရှိလို့တရအထဲပေါက်ချပေးနိုင်ပါတယ်ကိုအောင်သိန်းခမားကိုလတန်းကို အာနာလွန်းစွာ တောင်းပန်စကားဆိုသည် သူချစ်လာသောအမဲလိုက်ခွေးဒီခွေးမနှကောင်ကိုတဲကလေးနဲ့တူအပ်ခဲ့သည်ကျုပ်ခွေးတွေကိုအစာကလေးတော့ကျွေးပါဗျာစံငချောက်ပဇွန်ကြောက်တို့တဲကုန်းဆက်မှာရှိတဲ့မိဘဘော်ကကြက်စင်ပေါ်မှာအပြည့်စုံရှိတယ်တခုလဲသတိပေးရအောင်မယ်လွန်ခဲ့တဲ့တပတ်လောက်ကတဖက်ကန်းကတော်တယ်ဖွက်လိုက်ပြီးအပြန်ဒီချောင်းမာတဲ့အရောက်လှေဦးကခွေးတကောင်ကိုမိเจ้าကပုတ်ချပြီးချီးပြေးသွားတယ်ကျုပ်ရဲ့အဖိုးတန်အမဲလိုက်ခွေးတကောင် အလင့်ငိုက်ခံရလို့မိချောင်းစာဖြစ်သွားတယ်။ကြုံမိမ့်နဲ့ပြစ်ထိုးပင်မဲ့မမိလိုက်ဘူး။တိတ်အတင်ရဲပန်းတတ်တဲ့အကောင်းမြတချီတမောင်းတော့တွေ့ကြအောင်ပါဗျာ။ကြုတ်ခွေးတွေရေထဲမစင်းအောင်ခြောက်ပေးပါဗျာ။အဲ့ဒီကောင်းကြီးဒီနားမှာ လာလာရစ်တယ်ဗျ။ကြုတ်ရဲ့ဓာတ်တွေလှန်တွေမိမ့်တွေတဲပေါ်မှာအဆုံရှိတယ်။တွေ့ရင်လက်ဦးအောင်ချဗျာ။ကိုအောင်သိန်းပြောဆိုသတိပေးခဲ့သည်ကို ကြားရောင်နေသည် ိုလတန်းမှာကိုအောင်သိန်း၏အမဲလိုက်လှန်တချောင်းကိုလုလုမဲမဲယူထားခဲ့ပါသည်။ချောင်းရီရှန်တက်လာသည်။ပိုင်းဖြတ်ထားသောထင်းနှုံများကိုဖင်ရီဆွဲလာသည်။တဲကလေးအရှိရှိ ကုန်းမြင့်မှာရေမြုပ်စာပြုတ်လာသည်။မှောင်ရီတန်းငိန်အလင်းရောင်အပြော့ခြင်းဖြစ်သည်။အမဲလိုက်ခွေးနှကောင်သည်တဲရှိထင်းနှုံမော်တွင် ပြေးလွှားနေကြရာက အလံတကြားထိုးဟောင်လိုက်သည်စိတ်ခံတရားကရေအောက်ရောက်နေသည် ချောင်းကန်နှစ်ပတ်ရေပြည့်ရေရှမ်းနေသည်ဘုံငါတကောင်သည်တပူပူအော်သည်အိတ်တန်းဝင်သောငှက်ပေါင်းစုံတို့၏အတန်တို့ကလည်းစုညံ့နေသည် ရေတက်ရေစီးအားကောင်းစေဖြစ်သည် ရွက်ကြွေနှင့်တစ်တုံးတစ်ကိုင်းတို့သည်မျောပါလျက်ရှိကြသည်ရွှွညုံထူထပ်သောတစ်တောင်းမြေအနှံ့တက်ရေတစတစဖုံးလွှမ်းနေသည် မုန်တိုင်းရှိန်ကြောင့်ဒီရေတက်ခြင်းဖြစ်သည်ဝုံငနေဖြောင်းငနေအတန်နှင့်တူ ခွေးဟောင်းတန်းများစုညံလာသည် ကိုလှတန်းနေရာမှရုတ်ခနဲထသည် လုံလုံမဲမဲယူထားသောအမဲလိုက်လှမ်းကညာလက်မှအသင့်ပါလာသည်တခင်မဲသောခွေးနှကောင်သည် ရေဆက်ရအောင်ပြစ်တင်ထားသောကနလိုတုံးများပေါ်တွင် ပြေးလွှာစော့ကစားနေစဉ်မလက်မကန်ငှက်ကြီးတောင်ဘိုင်းတော်ဆက်မှလှုပ်ရှားမှုကိုတွေ့ပြီးအတံပြူဟောင်းသည် ကိုလှတန်းဖြက်ကနဲလှမ်းကြည့်တွင်ဆယ်ပေကန်ရှိသောမိချောင်းတစ်ကောင်သည် ပြေး၍ခွေးတကောင်ကို အမိနှင့်ရိုက်ပုတ်သည် ရိုက်ပုတ်လိုက်သောအမိသည်တားကောင်ကိုတည်၍ဖျက်ဟလိုက်သောပါဇက်တွင်းသို့ရောက်စေမည်ဖြစ်တော်လဲခွေးနှကောင်လုံးဖင်တရွတ်ဆွဲမတက်ဟောင်ရင်အော်ရင် အပြည့်ဦးသည်ဖြင့်ထင်းနှုံးငယ်တစ်ခုသာ အမိနှင့်ရိုက်ပါလျက်မိချောင်းပါဇက်ထဲရောက်သွားသည်ညိုမဲ၍အဖူထင်များရှိသောမိချောင်းကိုလုံးကြီးသည်တပေကနှက်သောရေထဲမှလူလွန်ရင်းကိုယ်တယ်နှင့်တတိုင်းနေဖြစ်သောအမိကို ဘဲပြန်ညာပြန်ရိုက်ပုတ်သည် လူးလိမ်သည်သွားစွယ်ဖွေးဖွေးအာကောင်းနီညိုညိုကို မြင်ရသည်ကြိုက်ဝါရန်မန်သွင်းထားသောပါဇက်ပြင်းနှင့်ခေါင်းတရံရန်ဒေါသဖြစ်နေသည်ချောင်းတည့်ရီတပေလောက်တွင် ထင်းထဲလေးဤတပတ်ရံမိုးထားသောအဖီတဲကုန်းထဲထိမိချောင်းသည်ရဲရင်စွာ တက်လာပြီးတောင်းညံနေခြင်းဖြစ်သည်မုတ်ဆိုးမရှိသောတဲတဲသို့အရောက်တက်၍မုတ်ဆိုးအလွန်အားထားခဲ့သည့်အမဲလိုက်ခွင်းနှကောင်ကို ရေမုတ်ဆိုးမိချောင်းကဝါမျိုးရန်တိုက်ခတ်သည့်အဖြစ်ကို ကိုလှတန်းကြုံရခြင်းဖြစ်သည်သူသည်တမန်ဥပေါ်ပြစ်ထွက်လာပြီးမှဂုံမော်ကိုတက်မရဖြစ်နေသဖြင့်တရားကရေအောင်မြုပ်နေသည်မြင်းငွေးထဲတွင်ပြန်ကျဲနေသော ထင်းတော်များကြားရောက်နေသောမိချောင်းနှင့်ပြန်လဲကြိုက်ခဲတပ်ပုတ်ရန်မနီမဝေထင်းတော်များပေါ်မှဒေါသနှင့်ဟောင်နေသော ခွင်းနှကောင်ကိုမြင်နေရသည်ကုန်းမော်ထီတက်တောင်းညံ့တဲ့ကောင်ပဲ မင်းနဲ့ငါတွေ့ကြသေးတာပေါ့မြင်ငွင်းကိုကြည်ရင်စိတ်ထဲမှာတင်းကနေဖြစ်မိသည် သူ့ရင်ထဲမှာဒေါသစိတ်ဖြင့်တထိတ်ထိတ်ခုန်လာသည် သူဤတံမှန်သည်ကောင်းမော်မှတစ်ပင်တို့နှင့်ဥတိုင်းပဲ့တိုင်းဥโจပဲ့โจတို့ဖြင့်စိုက်ကတ်ခြိထားခြင်းဖြစ်သည်ဥတိုင်းโจကိုဖြေသည်ဥโจဆွဲရီကန်းကိုရောက်အောင်ကတ်သည် သူနှင့်မိเจ้าမှာပေ30ခန့်သာကြွာသည်ကမ္မရှိထင်းနှုံမခုန်တက်လိုက်သည် သူ့ကိုမြင်၍ခွေးနှကောင်ကအားတက်သွားသည်မိเจ้าနှင့်အနီးဆုံးရောက်အောင်ပြေးသွားကြိုက်ဆွဲတော်မလို့ဒေါသတကြီးဟိမ့်ဟောက်သည်တစ်ဖက်တစ်ချက်တွင်ခွေးနှကောင်ရှိနေသည်နီးရခွေးထီးကိုမိเจ้าကထိုးဟရင်အမိနှင့်ရိုက်သည်လျင်မြန်သောခွေးထီးကခုံရှောင်ပြီးဖြစ်နေသည်ရိုက်ချက်လွဲ၍အချိန်ကုန်သောအမိဖျားကိုကြိုက်ဆွဲပြစ်အောင်ဆွဲလိုက်သည်မှန်းကြံမကြိုက်လေတိုင်းရေထဲတွင်လူလွန်ရင်း အမိနှင့်တဝုံဝုံဘဲညာရိုက်ပုံနေသည်တဖက်ရဲ့အဖီတဲခေါင်းရင်တိုင်လှုပ်ထားသောလက်မောင်းလုံးခန့်ကနဇူမျောသားဟောင်းမှာမိเจ้าဤအမိရိုက်ချက်ကြောင့်ကျိုးသွားသည် အဖီတဲခေါင်းရင်ဘက်အမိုးပြူကြသည်ဖျိုပြဲထင်းတုံးပြားကိုခုန်နှင်းပြီး ကိုလှတန်းအကြအနရက်လိုက်သည် သူကိုမြင်၍မိချောင်းသည်ထင်းတုံများတစ်ဖက်ရေပေါ်လှိမ့်စင်းသည်။ဗိုက်သားဖွေးဖွေးကြီးကိုစူးစိုက်ကြည့်ရင်း ိုလှတန်းသည်လှံကိုချိန်ရွယ်ပစ်လိုက်သည်မိเจ้าသည်ပန်းနှင့်လျင်မြန်လှ၏အလောတကြီးပစ်လိုက်သောလှံသည်မိเจ้าဘေးမှကက်၍မြေမှစိုက်ဝင်သွားသည်လက်နက်မဲ့သွားသောကိုလှတန်းသည်ခြေထောက်အောက်တွင် ရှိနေသောကနဇိုထင်းခွဲချမ်းများကိုကောက်ယူ၍မိเจ้าကိုအဆက်မပြတ်ပစ်ပေါက်သည်မိเจ้า၏ကိုယ်ပေါ်ကို ထင်းခွဲချမ်းများထိမှန်ပါသည် လူလုံရင်အမိနှင့်ရိုက်ပုတ်လိုက်သည် တဲစင်မောခုံတက်လိုက်သောခွေးမကိုပြေးဆွဲသည် ကိုလာတန်းကထင်းခွေးချမ်းများတစ်သားများနှင့်ပြစ်ပေါက်သည်ခွေးမသည်လွတ်သွားသည်ရှောင်းရင်တစ်ချက်ကိုက်ဆွဲသည်ကိုလာတန်းလှံကိုပြေး၍နှုတ်ယူလိုက်သည်ပဝင်းကျင်မှအလင်းရောင်မှိမ့်မိန်သာရှိတော်သည် တောကိုလေတိုးသဖြင့်တဝောဝောမြည်ဟီးနေသည်လူတယောက်ခွေးနှကောင်ရေမုံဆိုးမိချောင်းတကောင်တို့ဤတိုက်ပွဲကမပြီးဆုံးသေးပါ မိချောင်းသည်ခွေးဒီကိုလှဲ့၍ကြိုက်သည် အမီးနှင့်ရိုက်သည် ခွေးဒီကရှောင်သည်မိချောင်းအမီးရင်းကိုလည်းကြိုက်မိအောင်ကြိုက်လိုက်သည်ကိုလာတန်းသည်ခွေးကိုမကြိုက်မီဆယ်ပေကန့်အကွာမှလှန်နှင့်ပစ်ထိုးပါသည်စိတ်လုံရှား၍မကြုံဘူးသောအတွေ့အကြုံကြောင့်ပါနတ်သောမိချောင်းကိုလှန့်ချက်မထီပါတစ်သားတို့များထင်းခွဲချမ်းများနှင့် ကိုလာတန်းပြစ်ပေါက်နေရသည်ခွေးနှကောင်တဲကလေးပေါ်ရောက်သွားသည်တဲစင်ပေါ်မှလှန့်ကြိုက်သောခွေးဒီကို ်မိเจ้าကအမိနဲ့ရိုက်လိုက်သည်ခွေးကိုမထီပဲတဲကုံအဖီတဲတွင်ရှိနေသောကြက်ခိုးစင်တိုင်ကိုရိုက်မိ၍ကျိုးသည် စင်ပေါ်မှအိုးခွက်ပကန်းနှင့်ပလင်းအချိုလွင့်စင်ညသည်ဟာပလင်းကြီးကွဲပြီဟာကြီးမားသောပလင်းကြီးတစ်လုံးသည်ထင်းထုံးတစ်ခုပေါ်ကျ၍ကွဲကြည့်သွားသည်ပလင်းနှင့်အပြည့်ရှိသောအမှုန့်များပြန့်ကျဲ၍ဝင်းကျင်အနှံ့ရောက်သွားသည်အတွေ့အကြုံမရှိအချင်းဆမရှိသော ကိုလှတန်းဤလှန့်ကျက်မထီတော်လဲ တစ်သားတို့များနဲ့ပြစ်ပေါက်ထိမှန်ခံရသောမိချောင်းသည်ထင်းတို့များဘေးသို့ရှောင်းတိန်ခိုဝင်လိုက်စဉ်အနည်းတွင်ပလင်းကွဲကြေး၍ပလင်းထဲမှအမှုံများသူ့ကိုယ်ပေါ်ပြန့်ကျဲကြကုန်သည် ထောင်းနှောင်းထသောရနံ့ကိုလည်းရှူမိသည် အမှုံများနှင့်တကူလုံးလိမ့်ကြံခံလိုက်ရသလိုလည်းရှိသည်ထို့ကြောင့်မိချောင်းသည်အမှုမြူပုံထိမှန်ခံရသလို လူးလိမ်ခုန်ပေါက်သည်ကျွဲတကောင်လိုအတန်ထွက်၍အော်သည် တရှူးတို့ပြေး၍ချောင်းထဲခုန်ချသည် အရေးချေမမြင်ရအောင်ငုတ်ပြေးသည်အမလေးဗျာအံ့ရောအံ့ရောမုတ်ဆိုးကြီးကိုအောင်သိန်းသူ့မိမမီးဖွားရင်တောက်ဖို့ထားတဲ့နနွင်းပလင်းကြီးပြူမိเจ้าနာကြကွဲပြီးနနွင်းနဲ့အ ਨੇ ခံရသလိုဖြစ်တော့အနုမြူဘုံထိသလိုရေထဲကမိเจ้าမုတ်ဆိုးကြီးအထိနာသွားတာဟေးမိနေတောက်ဖို့နနွင်းကလည်းနန်လိုက်ပါပြီဗျာနောက်တနေ့တွင်ကိုအောင်သိန်းနှင့်ကြောမြင့်တို့လှေတစင်းနှင့်ပြန်ရောက်လာသည် သူစနီးဘတ်တင်အေးဒီကျမ်းမာရေးမှုနဲ့တားဖွာဆရာမများကျေးဇူးကြောင့်တတရမြောက်သားကို မွေးနိုင်ခဲ့ပါသည်ပါသွားသောဒေါ်ဘူးမတို့နှင့်အမျိုးများထံအပ်ခဲ့သည် ကိုလတန်းဤမကြုံစဘူးနှစ်ဖူးတွေဒူးတွေရင်ဆိုင်လက်ရသော ခွေးတကောင်စားခဲ့ရပြီး ထက်မှန်၍စားရအုံးမီအထင်ဖြင့်မြေပေါ်မုံဆိုးကိုအောင်သိန်းတဲအိမ်ဤအဖီမိုးကုံနယ်ရောက်ကြိုက်ခဲတိုက်ခိုက်သွားသော ရေမုံဆိုးမိချောင်းဖြစ်ကို ကြားသိရသောအခါ ကိုအောင်သိန်းဒေါသဖြစ်သည်ဤမြရဲရင်သောမိเจ้าမျိုးမှာကြုံခဲ့သဖြင့်အံ့ဩသည်တွေးရင်စင်စာအာပါဒရာလဲရေသည်မုတ်ဆိုးခြင်းစီးမဆောင်မှုဗျကျုပ်ရဲ့အမဲလိုက်ခွေးတကောင်ကိုသူစားပလိုက်တဲ့ကျုပ်ရဲ့အမဲလိုက်ခွေးနှကောင်ကလည်းဒင်းရေမုတ်ဆိုးကိုမိအောင်ကြိုက်လိုက်နိုင်တယ်ပြီးတော့မိတင်အေးမိဖွားရင်သုံးမို့ကျုပ်ထောင်းထားတဲ့မိကြံခဲ့တဲ့စံလွတ်နနှွေးမုံနဲ့ တကောင်လုံးလောင်းပြီးဒံရတွေကိုတိတ်ပေးသလိုဖြစ်လို့မိเจ้าတကောင်ဖို့လှန်ချက်မိတာတဲ့အစာပေါင်းများစွာအခမ်းရစိုးမဲဗျာဘဲတောင်ကမ်းပေါ်မှာတေခဲ့တယ်ဆိုတာသတင်းကြားရမှာပါဗျာမိเจ้าနဲ့နှစ်နှွင်းဟာ လုံးဝမတည့်ဘူးဗျာကိုအောင်သိန်းကဤသို့ဆိုသည် ကိုလာတန်းသည် နေပြောင်မထိုးတာအောင်ခြုံရွယ်သစ်ပင်ထူထပ်သောပဝင်းကျင်တောကိုငေးကြည့်၍တီတိုရေရွနေမိပါသည်ကျွန်တော်တသက်မှာ ီလိုအတွေ့အကြုံမျိုးဒီဒီဂျိမ်းပဲကြုံမရသေးဗျာ